ဒီဆလလပိုင်းမှာအင်းလာဟာမီဘက်ကံကောင်းနေလားကံဆိုးနေလားနှခုနဲ့မေးရင်ကောင်းအားက90လောက်တည်းရှိတယ်။ဒီထားရမှာ90လောက်ရှိနေပါတယ်။ဘာရီကကောင်းနေတာလဲ။ဘာရီဒီထားရမယ်ဆိုတော့ကိုအသေးစိတ်လေးကျွန်တော်ဖတ်ပြပေးမှာဖြစ်ပါတယ်။ငရတဲ့ချက်နေနဲ့ငွေကြေးဥစ္စာပစ္စည်းနဲ့ပတ်သက်တဲ့ကံတချို့ကတော့ကောင်းတယ်တချို့ကတော့ဒီထားရမယ်။ဘာရီကကောင်းနေတာလဲ။ဘာရီဒီထားရမယ်ဆိုတော့ငွေကြေးဥစ္စာပစ္စည်းနဲ့ပတ်သက်တဲ့ကံကငွေတချို့ကံနဲ့ပတ်သက်ပြီးတော့ဝင်လာမဲ့ကံသာရှိနေတယ်။ ။ဒါကြောင့်မြေရဲ့နောက်မှာကံကောင်းတဲ့နံပါတ်လေးတွေ၊ကံကောင်းတဲ့ရောင်လေးတွေကြောင့်ပြန်ပြီးတော့ပြောပြပါမယ်။ငွေချေအောက်စာပစ္စည်းနဲ့ပတ်သက်တဲ့ကံကကံနဲ့ပတ်သက်ပြီးတော့ငွေတွေဝင်လာနိုင်တယ်ဒီတစ်ချက်တော့အရင်ကောင်းပါလေ။ဒုတိယတစ်ချက်ကောင်းနေတာကငွေချေအောက်စာပစ္စည်းနဲ့ပတ်သက်မယ်ဆိုရင်လုံးဝမရောက်သေးတဲ့ငွေချေအောက်စာပစ္စည်းတွေနော်ပြန်လည်ရရှိတတ်ပါလေ။ဥပမာကိုအလုံးနဲ့ပတ်သက်ပြီးတော့ရမယ့်ငွေတွေမရဘူးကြံကြာနေတာပဲဖြစ်ဖြစ်ကိုကချီးထားတဲ့ငှားလားတွေမရဘူးဆိုရင်ပြန်လည်ရရှိတာမျိုးတွေကြုံတွေ့နိုင်ပါလေဒီတစ်ချက်တော့အရင်ကောင်းပါလေ အခုသတိထားရမှာကဒီ၁၂လပိုင်းမှာတင်းလာသားမိတော်ငွေချီတာတွေငါတာတွေအာမခံတာတွေမလုံနဲ့အထူးသီးထားရမှာကမိတ်ဆွေနဲ့ပတ်သက်တာတွေအထူးကိုဆိုင်ပါတို့ကပေးချင်တဲ့ကုညင်းချင်တဲ့ဆိုရင်ငိုင်းတလောင်းလေးထောက်ကပ်ပေးလိုက်ပါအပြတ်ပေးလိုက်မချင်းနဲ့မမှားနဲ့ဒီတစ်ချက်တော့တော်တော်လေးသတိထားရမှာဖြစ်ပါရဲ့မိတ်ဆွေကချီးမဲ့ငားမဲ့ဆိုရင်ပြန်မရတာတွေကြုံထိနိုင်တယ်တော့ဒါကြောင့်တတိထားပါလို့ပဲကျွန်တော်အကြံပြုချင်ပါတယ်မိတ်ဆွေကတကယ်ချင်းကန်နဲ့ပတ်သက်မယ်ဆိုရင်ကိုယ့်ရဲ့အနီးနားမိတ်ဆွေတကယ်ချင်းနဲ့အခက်ပတ်ကောင်းနေပြီးသက်ပါတယ် ရက်ဝေးရတငယ်ချင်းမိတ်ဆွေအထူးကြီးဆိုင်ပါခင်ဗျာတို့ကအကျိုးမပေးတတ်ဘူးတငယ်ချင်းတွေကိုယုံပြီးတော့အလုပ်ပြောင်းတာတွေစွတာတွေပေါ့နော်ပြီးတော့တို့ယုံပြီးတော့နိုင်ငံခြားကြီးစင်သွားတာတွေတော့မတော့သေးဘူးဒီကာလမှာ ူတို့ယုံမိမယ်ဆိုရင်တေချာဘောအခက်ခဲကြရွေးရင်ဆိုင်ရမှာဖြစ်ပါတယ်။ညတငယ်ချင်းမိတ်ဆွေကန်နဲ့ပတ်သက်မယ်ဆိုရင်ကိုယ့်ရဲ့အနီးအနားကတငယ်ချင်းတွေကအချို့ပြတယ်လို့ပြုံးဝင်ရမိတ်ဆွေတငယ်ချင်းတွေကိုမယုံစားသင့်ပါဘူး။နောက်သူတို့မယုံသင့်ပါဘူး။သူတို့ယုံမိမယ်ဆိုတော့ခဏကြောင်ပြောလိုမျိုးပဲအခက်ခဲတွေရင်ဆိုင်ရတတ်ပါတယ်။အရင်ကောင်းနေတာကနော်မိတ္တာစုရင်းနဲ့ပတ်သက်တာ ကိုရဲ့မိသားစုမှာနားလည်မှုလွဲနေတဲ့အဆင်မပြေတာတွေရှိတယ်ဆိုရင်တေချာတော့အဆင်ပြေသွားမယ်ဆိုတဲ့ကာလတွေမှာရှိပါတယ်။မိသားစုရင်းနဲ့ပတ်သက်ပြီးတော့ကိုရဲ့မိသားစုဝင်တွေတက်ပြောက်ပျောက်ဆုံးနေတာဖြစ်အဆက်အသွယ်မရတာတွေဖြစ်ဒီလိုဆက်လှပိုင်းမှာအိလှသားတွေမိသားစုဝင်တွေစီကအဆက်အသွယ်ရတာမျိုးတွေဂျုံပြိနိုင်ပါတယ်။ဒီလိုချက်တော့အရင်ကောင်းပါတယ်။ဒုတိယတစ်ချက်ကောင်းနေတာကဒီဆက်လှပိုင်းမှာအိလှသားမိတွေနဲ့ အိမ်ဝင်မှာပဲဖြစ်ဖြစ်အိမ်ရောက်မှာပဲအိမ်ချန်နေတဲ့ပတ်သက်မယ်ဆိုရင်ဘယ်လိုကိစ္စမဆိုအကျိုးပေးနေတဲ့ကာလပြေမှာရှိပါတယ်။ဒါကြောင့်မို့အိမ်ဝင်မယ်ဆိုရင်လည်းဈေးတသက်တလာနဲ့ရရှိတာမျိုးရောင်းမယ်ဆိုရင်လည်းကမမျောနှိမ့်ထားတဲ့ငွေအမောက်တက်ပို့ပြီးတော့ရရှိတတ်ပါတယ်။ဒါကြောင့်အိမ်ချန်နေတဲ့ပတ်သက်မယ်ဆိုရင်အရန်အားကောင်းနေတဲ့ကာလပြေမှာရှိပါတယ်။ဒုရယတချံဒိဋ္ဌာယမှာကဒီ၁၂လပိုင်းမှာတင်းလာတမ်းနေတဲ့ ချင်းရင်နဲ့ပတ်သက်ပြီးတိတ်ဦးစားမပေးသေးပါဘူးအချင်းနဲ့ပတ်သက်ပြီးတော့ကွာဦးစားပေးမိမယ်ဆိုရင်တေချာတာတစ်ခုကအချင်းနဲ့ပတ်သက်ပြီးတော့ခံစားရတာပဲဂျီကိုရတာပဲအလုပ်ပြတာပဲကျမကြီးညံ့တာပဲဒီလိုခက်ခဲတွေကြုံတွေ့နိုင်ပါတယ် ဒါကြောင့်အချိန်နဲ့ပတ်သက်မယ်ဆိုရင်တိတ်အကျိုးမပေးဘူး။ကိုချစ်သူနဲ့ကိုနဲ့ကလည်းနားလည်မှုလွဲတာတွေအဆင်မပြေတာတွေကြုံတွေ့ပြီးတော့အချိန်နဲ့ပတ်သက်ပြီးတော့ခံစားရမယ်ဆိုတဲ့လက္ခဏာမှရှိပါတယ်။ဒါကြောင့်မို့အချိန်နဲ့ပတ်သက်မယ်ဆိုရင်ဒီဆန်လပိုင်းမှာတင်းလာတမ်းနဲ့တိတ်အာရုံမဆိုင်တည်ဘူး။အလောက်ကန်စီးပွားရေးနဲ့အာရုံဆိုင်ပါလို့ပဲကျွန်တော်အကြံပြုချင်ပါတယ်ခင်ဗျာ။အာရုံဆန့်နေမယ်ဆိုခဏကျွန်တော်ပြောခဲ့လိုမျိုးပဲခံစားရမှာဖြစ်ပါတယ်။ဒါအချိန်နဲ့ပတ်သက်မယ်ဆိုရင်အညံ့ပိုင်းမှာ ရောက်နေတဲ့ကာလတွေမှာရှိနေပါတယ်။တတိထားရောက်မှာကပဝန်ကျင်ရလူတွေနဲ့အဆင်မပြေတယ်ဖြစ်သက်ပါတယ်။ဘာကြောင့်လဲဆိုတော့ကွာလူတွေပေါ်မှာဘလောက်ပဲမြင့်တာထားထားသူတို့ဘလောက်ပဲကုညီခဲ့ကုညီခဲ့ဒီချိန်တစ်ခါတော့ကွာအဆင်မပြေလို့မကုညီမိဘူးဆိုရင်ကိုယ်မကောင်းမြင်ရတတ်ပါတယ်။ဒါကြောင့်ကျောင်းနေနဲ့အကြံပြုရမယ်ဆိုရင်ဘသူကမှခင်မဆိုင်ပါနဲ့။ဘောကမှန်နေတဲ့ဆက်လုပ်ပါလို့ပဲကျွန်တော်အကြံပြုချင်ပါတယ်ခင်ဗျာ။အရင်ကောင်းတာတခုကအိမ်အောင်ရေးနဲ့ပတ်သက်တာ အိမ်တော်ကြီးအစင်မပြေတဲ့သူတွေအိမ်တော်ကြီးကြောင့်တောကများနေတဲ့သူတွေအိမ်တော်ကြီးကြောင့်ဆင့်ညင်နေရတဲ့သူတွေအိမ်တော်ကြီးကွဲကွာနေတဲ့သူတွေဆိုရင်တော့တေချာပေါက်ဒီဆန္ဒပိုင်းမှာပြန်လဲအောက်ဖက်ရမယ်ဆိုတဲ့ကာလနေမှာရှိပါတယ်။ဒါကြောင့်အိမ်တော်ကြီးနဲ့ပတ်သက်မယ်ဆိုရင်အရင်ကောင်းနေပါတယ်အရင်ဆင်ပြေနေပါတယ်။ဆရာကျွန်တော်ကျမကတော့အိမ်တော်ကြီးအစင်မပြေဘူးအိမ်တော်ကြီးကြောင့်တောကများနေရတယ်ဆိုရင်ဘယ်ရနောက်မှာကျွန်တော်ရေတရာလေးပြီးမယ်။ဒီရေတရာလွတ်လိုက်ခြင်းအပြင်အိမ်တော်ကြီးကံတွေကောင်းမွန်လာမှာဖြစ်ပါတယ်။ တရားကြည့်ကြတဲ့အောင်ဖြစ်အောင်လုပ်ပြီးပါလို့ကျွန်တော်အကြံပြုချင်ပါတယ်။အချိအညက်နေတဲ့သူတွေအချိအဆင်မပြေတဲ့သူကလည်းဒီနေ့အောင်ခြေလို့ကြရတယ်နော်။တချို့တချို့ကပြန်လဲအဆင်ပြေလာမှာဖြစ်ပါတယ်။ဒါကြောင့်မို့ဒီကြတဲ့အောင်ဖြစ်အောင်လုပ်ပြီးပါလို့ကျွန်တော်အကြံပြုချင်ပါတယ်ခင်ဗျာ။ဒီဆန္ဒလပိုင်းမှာတင်းလာသားမိပဲကျမကြီးနဲ့ပတ်သက်မယ်ဆိုရင်အရန်နေတာတော့မဟုတ်ဘူး။တချို့တော့ယူဆရမှာဖြစ်ပါတယ်။ မြမာရီနဲ့ပတ်သက်ပြီးတော့သူတတိထားရမှာကအစားတောင်းနဲ့ပတ်သက်တာကိုနဲ့မတည့်တဲ့အစားစားတွေတော့တတိထားစင်ကြီးနဲ့စားတာပါလို့လည်းကျွန်တော်အကြံပြုချင်ပါတယ်ပြီးတော့မြမာရီပတ်သက်လို့ကြီးစားရမှာကတော့တာထူထပ်တဲ့နေရာတွေမသွားသေးပါဘူးအလဲပတ်တွေကြီးစင်တွေမသွားသေးပါဘူးအဲ့လိုနေရာတွေသွားမိမှဆိုရင်မြမာရုပ်တရက်ညှိတတ်ပါတယ်ဒါမြမာရီပတ်သက်မှဆိုရင်ဒီတစ်ချက်တော့တော်တော်လေးတတိထားရမှာဖြစ်ပါတယ်နောက်တစ်ချက်တတိထားရမှာကဘာသာတရားနဲ့ပတ်သက်တာ အလုံးကိုင်းကြောင်းနော်စီဝါရေးကြောင်းမိသားစုကြောင်းအကြောင်းကြောင်းနဲ့ဘာသာတရားတွေမလုပ်ဖြစ်တာလေကျုပ်တွေ့နေပါလေအဲ့လိုဘာသာတရားမလုပ်ဖြစ်နေလေကိုယ့်ရဲ့ကံတရားညံ့လာနေလေပဲဒါကြောင့်မဘာသာတရားတွေမလုပ်ချင်မကြင်စိတ်တွေဖြစ်ပေါ်နေတယ်ဆိုရင်စိတ်ကိုတည်တည်ငြိမ်လေးထားပြီးဘာသာတရားတွေအဖယ်ဆက်ပြီးပါလို့ကျွန်တော်အကြံပြုချင်ပါတယ်ဒါမှမဟုတ်မိတ်ဆွေရဲ့ကံတရားကောင်းမွန်လာမှာဖြစ်ပါတယ် ။ဘာမိကံနဲ့ပတ်သက်မယ်ဆိုရင်တဟားကျုပ်ရောတမိကျုပ်ရောခံစားရမယ်လားတလားမဟုတ်ပါဘူး။ဒီ၁၂လပိုင်းမှာတင်လာတာမိဖြစ်ဖြစ်မင်းနဲ့တာမိပတ်သက်ပြီးစဉ်းကျင်စရာတွေဆက်ရှုပ်စရာတွေသူတို့ကြောင့်ကိုယ်မှာတောကများတာတွေဂျုံတွေ့နိုင်ပါတယ်။ဒါပါမီရင်းနဲ့ပတ်သက်လို့ဆိုအကောင်းဆုံးကတော့တို့နားဝင်အောင်လေးပြောပြပါဆိုဆုံးမကြည့်ပါလို့ပဲကျွန်ကအကြံပြုချင်ပါတယ်။ပညာရင်းနဲ့ပတ်သက်မယ်ဆိုရင်အထူးသတိထားရမှာကမိသားစုရဲ့အထောက်အပံ့ကူညီကောင်းရှိတယ်။ဆရာသမားအကူအညီထောက်ပံ့ကောင်းရှိတယ်။ ဒီသားရောင်မှာကမိတ်ဆွေတွေဖြတ်မှုကြောင့်မိတ်ဆွေတွေပေါင်းတင်မှားမှုကြောင့်ကိုယ့်ရဲ့ပညာရည်ထိခိုက်တတ်ပါတယ်အဆင်မပြေဖြစ်တတ်ပါတယ်ဒါကြောင့်မို့ကိုယ့်ရဲ့အလုပ်အင်တာဗျူးတွေတော့ကိုယ့်ရဲ့ပညာရည်နဲ့ပတ်သက်လာမယ်ဆိုရင်မိတာစုရဲ့အကူအညီထောက်ပံ့ကောင်းယူဆရာသမားတွေရဲ့အကူအညီထောက်ပံ့ကောင်းယူတငယ်ချင်းမိတ်ဆွေတွေမယုံမိပါစေနဲ့ယုံမိမယ်ဆိုရင်တေချာပေါင်းကြားလိုက်နိုင်ရဲ့ နော်ပြန်မြန်တော့မှဖြစ်ပါတယ်လူတယောက်ကအဲ့ရကနေထလာတယ်ပြီးတော့ရင်ငိုယူနေတဲ့အပေါ်မှာဓာတ်တွေမူလာတယ်ဆိုတော့နမိတဲ့မှာရှိတယ်ဒါကြောင့်ပညာရေးနဲ့ပတ်သက်မယ်ဆိုဒီတစ်ချက်တော့တော်တော်လေးတည်ထားရမယ်ကာလမျိုးမှာရှိပါတယ်နော်အထူးကြီးဆိုင်ပါလို့ဆိုတဲ့နဲ့ပတ်သက်အနောက်ကိုင်းစီပွားရေးနဲ့ပတ်သက်ပြီးတော့ကျွန်တော်အကြံပြုရမယ်ဆိုရင်ဒီကတ်လေးကိုမြင်တာအရင်ကြည့်ပါလူလင်မျိုးတယောက်ကဓာတ်လေးကိုခြင်ထားတယ်ပြီးတော့သူကပတ်ခိုင်းမဲ့ဟန်ဖြစ်နေတယ် ပြီးတော့ရအောင်မှာလီမုန်နိုင်ရီရထိုင်နေတယ်ဒီနမိတ်ကိုကြည့်ချင်အောင်ဖြစ်မိစေလောက်ကန်စီးပွားရေးပတ်သက်မယ်ဆိုရင်အရင်ကောင်းနေတာတော့မဟုတ်ဘူးအပိတ်ပင်တွေအသားစီးတွေဟန်သားတွေနဲ့ဒါကြင်ကြာနေတတ်ပါဘူးကိုကသူများလို့လောက်ကန်နေတယ်ပြောင်းမယ်ဆွေမယ်လို့စီစဉ်ထားတာရှိတယ်ဆိုရင် ဒီဆက်လှပိုင်းမှာမပြောင်းသေးပါဘူး။နောက်လှလောက်မှာပြောင်းမယ်ဆိုရင်တော့အကျိုးတွေရရှိမှာဖြစ်ပါတယ်။ဒါကြောင့်မို့ဒီဆက်လှပိုင်းမှာနောက်တင်းလာတာမျိုးတွေနဲ့အလောက်ကိုင်းစီပွားရေးတွေမပြောင်းဆွေးသေးဘူး။မစတင်သေးဘူး။ကိုယ်ပိုင်လုပ်တွေမလုပ်သေးဘူး။လုပ်မယ်ဆိုရင်ပြေချပေါ့။အပိတ်ပင်အသားစီဟတ်တာကိုရင်ဆိုင်ရမှာဖြစ်ပါတယ်။ ဲ့တော့ကွာကြော်လွားနိုင်တယ်ဆိုရင်တော့เนาะအရင်ထက်မတူပဲเนาะအကောင်းချင်းတွေအများကြီးရမယ်ဒါပေမဲ့အဲ့ဒါကိုကြော်လွားဖို့ကလည်းမဖြစ်နိုင်ဘူးမလွယ်ဘူးပါဘောเนาะဒါကြောင့်ဒီဆန္ဒပိုင်းမှာငငယ်လေးပဲနေနေပါတယ်အလုတ်ပြောင်းမဲ့သူတွေအလုတ်ဆွေးမဲ့သူတွေအလုတ်တစ်စားတင်မဲ့သူတွေအလုတ်တစ်တိုးချဲ့မဲ့သူတွေနေနေကလုံးဝမလုတ်တည်ဘူးလုတ်မယ်ဆိုရင်ခဏကြော်ပြုတ်လို့ပဲအခက်အခဲကြတဲ့ရင်ဆိုင်ရမှာဖြစ်တယ်နောက်နှစ်2026တလပိုင်းမှာလုတ်မယ်ဆိုရင်ကံကောင်းမှုတွေပြေချောင်ပြရှိလာမှာဖြစ်ပါတယ်အရင်ကောင်းနေတာကကံနဲ့ပတ်သက်တာ ဒီနမိတ်ကိုမြင်အောင်ကြည့်ပါ။ပိန်ချောင်းကနေလက်တစ်ဖက်ထွက်လာတယ်။အနောက်မှာအယောင်တွေကပြက်ပြက်နဲ့အယောင်တွေထနေတယ်။ပြီးရင်တွေ့လက်ပေါ်မှာခွက်ကိုလဲတင်လာတယ်။ပြီးတော့ရင်ရင်နဲ့အပေါ်မှာကျနေတယ်ဆိုနမိတ်ထဲမှာရှိတယ်။ဒီနမိတ်ကိုကြည့်ချင်အားဖြင့်အရန်အားကောင်းနေတယ်။နော်ကတ်တကန်ဖြစ်ပါတယ်။ရင်ဆိုတာကလည်းဝေကိုစားပြူတာခွက်ကလည်းဝေကိုစားပြူတာဒီလက်ကလည်းကောင်းတဲ့လက်တစ်ဖက်ဖြစ်တယ်။ဒါကြောင့်မို့ကျောင်းနေအကြံပြုရမယ်ဆိုရင် ဒီစက္ကလပိုင်းမှာတင်လာသားမိပြီးကံနဲ့ပတ်သက်ပြီးငွေတွေတိကျပေါင်းဝင်လာမယ်လှတလာမှာရှိနေပါကံကောင်းနေတဲ့နံပါတ်အကျိုးပေးနေတဲ့နံပါတ်က10ပါးရဲ့နံပါတ်တွေ6ပါးရဲ့နံပါတ်တွေကအရင်ကျိုးပေးတဲ့အရင်ကံကောင်းနေပါတယ်ဒီလိုနံပါတ်တွေကိုရွေးချယ်ပြီးတော့ခံစမ်းကြည့်ပါလို့ပဲကျွန်တော်ကအကြံပြုချင်ပါတယ်ရှစ်ထိတ်6ပိတ်ရှစ်လေအဲ့လိုမျိုးကံစမ်းကြည့်ပါ နော်ကံကောင်းနေတဲ့အကြောင်းကအဖြူရောင်လေးတွေကအရန်ကျူပေးပါတယ်။ဉာဏ်ရှိလို့ဒီအကြောင်းကိုပွင့်စင်ခြင်းအပြင်ကံကောင်းမှုတွေတွေတရားပေါင်းရရှိမှာဖြစ်ပါတယ်။ကံနဲ့ပတ်သက်ပြီးတော့စမ်းပြအောင်ဆံပါလို့ပဲကျွန်တော်ကအကြံပြုချင်ပါတယ်ခင်ဗျာ။နောက်ခုသတိထားရမှာကဒီစနလပိုင်းမှာအင်းလာသားပြီးတဲ့ဒီကက်ကိုမြောင်ကြည့်ပါဒီကတည်းကမှနော်ငရေသားကဖြစ်တယ်ပြီးတော့လူတွေကိုတန်ကျိုးနဲ့ချီနှောင်ထားတယ်ဆိုတဲ့အထင်မှရှိတယ်။ ဒီကထဲမှာလည်းအရင်ကြောက်ဖို့ကောင်းတယ်နော်အရင်ကြောက်ဖို့ကောင်းတယ်ဒီကကဘာကိုပူစားပြုတာလဲဆိုတော့မိစေကို Rocky ပညာတွေနဲ့ပြူစားတာတွေနှောက်ဆက်တာတွေဂျုံပေးနိုင်ပါလေကိုကစေးရုံစေးကန်းသွားလည်းမပြောင်းဘူးတွေးစစ်တမ်းမှန်ရိုက်နေအဖြစ်မပေါ်ဘူးပြီးတော့အလောက်ကိုင်းတွေစီးပွားရေးတွေကြာဆင်းလာတယ်မိသားစုတွေအဆင်မပြေဘူးဘာဟာလုံးလုံးအဆင်မပြေဘူးအခက်အခဲတွေနဲ့ပဲရင်ဆိုင်နေရတယ်ဆိုရင်ကျွန်တော်စီကိုဆက်သွယ်လာခဲ့ပါအနောက်ဆက်အပိုက်ခတ်ရေးတွေကျွန်တော်အခမဲ့စစ်ဆေးပေးပါမယ် ကယ်ကြုံတွေ့မှဆက်သွယ်လာခဲ့တော့စားလို့နောက်လို့တော့မဆက်သွယ်လာနဲ့ကျွန်တော်မျိုးမျိုးတောင်းပန်ပါတယ်ကျွန်တော်မအားတဲ့ဂျာဂါနေအခမဲ့စစ်ပြီးမှဖြစ်လို့ကြောင့်မို့တကယ်အဆင်မပြေတဲ့သူတွေရှိမှပဲကျွန်တော်ဆက်သွယ်လာပြီးပါလို့ကျွန်တော်အကြံပြုချင်ပါတယ်ခင်ဗျာဒါကြောင့်မို့ဒီစားလာဘက်မှာဒီထားရမှာကရက်ဝေးသွားမဲ့သူတွေခီးထွက်မဲ့သူတွေအလေပတ်သွားမဲ့သူတွေအထူးကြီးဆိုင်ပါခင်ဗျာတိတ်အကျိုးမပေးဘူးအပိတ်ပြန်သားစီဟတ်သားတွေနဲ့ကြုံတွေ့နိုင်ပါတယ်နောက်တစ်ချက်ကတော့ဒီစားလာဘိုင်းမှာခဏကျွန်တော်ပြောခဲ့သလိုမျိုးပဲ မမြင်နိုင်တော့လုံ့ဤပညာပြုစားနောက်ဆက်သက်ပါတယ်ကျွန်တော်ပြောတဲ့အချက်နဲ့ကိုင်းနေတယ်ဆိုရင်ဆက်သွယ်လာပါကျွန်တော်အခမဲ့ဆက်စီပေးပါမယ်ခင်ဗျာကဲဒါဆိုရင်ကျွန်တော်ရေဒီယာလေးပေးမယ်ဒီရေဒီယာကိုလုံးလက်ချင်အောင်ဒီဆက်လာပိုင်းမှာကံကောင်းမှုတွေကိုစီရောက်ရှိလာမှာဖြစ်ပါတယ်ဒီရေဒီယာကိုလည်းပြောင်းလဲပေးပါအောင်ကျွန်တော်ကဂျန်ပြချင်ပါတယ်ခင်ဗျာခြေရောက်တဲ့ရေဒီယာကခါတိုင်းရောနည်းနည်းမတူဘူးနည်းနည်းတော့ခက်ခဲလိမ့်မယ်မင်းစီကနော်တင်းလာနေမှာပြုတ်လို့နိုင်ရင်ကောင်းတယ်။နော်ကိုအစင်မပြေဘူးဆိုရင်လူကြီးတွေအခုကြီးတောင်ကိုဘဏ္ဍာလောက်ရောက်ပို့ပြီးတော့ကောင်းတယ်။ မိတ်ဆွေရဲ့ပတ်ဝန်းကျင်မှာညောင်ပင်ကြီးလေးတွေရှိရင်လည်းရတယ်ကြီးကြီးမရှိဘူးဆိုရင်ရှိတဲ့ညောင်ပင်နဲ့လှုပ်ပါညောင်ပင်အောက်ကိုသွားဖျောင်းနိုင်ကခုနှစ်တိုင်းကိုရကခုနှစ်ရလက်ဖက်ကခုနှစ်ပုံနော်အဲ့ဒါကိုညောင်ပင်အောက်မှာသွားရောက်ထူထမ်းပေးရမှာဖြစ်ပါတယ်မိတ်ဆွေပြောရမယ့်စကားကအတင်ရုပ်ကစုံနဲ့မင်းကြီး တရားကျွန်တော်အလင်းတိုင်း9တိုင်းလက်မှတ်9ပုံ900 900နဲ့စက္ကန့်လူတန်းပါပြီတင်3ဆောင်တော်မူပါဒီလိုလို3ဆောင်ပြီးပြီးတကားလာကျွန်တော်ကြုံတွေ့ရအခက်အခဲအချက်တွေကူညီပါဆောက်ရှောက်ပါဆိုပြီးတော့ဆုတောင်းရမှာဖြစ်ပါတယ်မိတ်ဆွေကဒီထက်ပေါ်တော့ပို့ပြီးတော့မေတ္တာတွေပို့ပြီးပို့ကောင်းနေခဲ့ရုပ်စုနဲ့မြည်ချမ်းသာပါစေချမ်းသာပါစေပေါ့အဲ့လိုမေတ္တာတွေပို့လွှတ်ပြီးပို့ကောင်းနေကျွန်တော်ပြောရင်အရင်ရှိတော့မှာဆိုလို့ဒီလောက်နဲ့ပဲအတူချုပ်လိုက်ပါမယ်ဒီမိတ်ဆွေကြုံတွေ့နေတဲ့အိမ်ကောင်ကြီးလားအချစ်ကြီးလားကျမကြီးလားလောက်တိုင်းလား ူ့ကိုဆုတောင်းပါအဲ့လိုဆုတောင်းချင်ရပြီမိစေကြုံတွေ့မဲ့အခက်အခဲတွေအားလုံးပြေပြောက်သွားမှာဖြစ်ပါတယ်ဒီရတရားကိုတော့ရေရောကြီးလောက်ပါနော်ဒီလထဲမှာဒီရတရားလုတ်ချင်ရတဲ့ဒီလတိုင်းအတွက်အကျိုးထူးတွေရရှိမှာမို့လို့ကျွန်တော်အကြံပြုရခြင်းဖြစ်ပါတယ် ရင်းနေရာကိုဖျောက်လေးလုပ်ပေးပါလို့ကျွန်တော်အကြံပြုချင်ပါတယ်ခင်ဗျာဒီရေတရားကအရန်လဲခတ်တာမဟုတ်ဘူးအရန်လဲလွယ်နေတာလည်းမဟုတ်ဘူးနော်ညာမင်းလေးရှာဖွေရမယ်ကိုင်းရောင်းလေးလက်ဖက်လေးစီစဉ်ရမယ်ဆိုနည်းနည်းတော့ခက်ခဲလိမ့်မယ်ဒါပြည့်မိတ်ဆွေကအရှင်ပြေချင်တယ်ဆိုရင်ဒီရေတရားကိုဖျောက်လုပ်ပါခင်ဗျာအင်ကြောင်ပေါ့အကျိုးတွေရရှိမှာဖြစ်ပါတယ်ကိုကလုံးလုံးခက်ခဲဖြစ်တယ်ဆိုရင်ကိုယ့်ရဲ့နော်လူကြီးတွေမိဘတွေကိုအကူအညီတောင်းပါကိုယ့်ရဲ့နာမည်နဲ့လှူဒန်းခိုင်းပါနော်ပြီးတော့ရင်ကိုကဆုတောင်းမဖြစ်ဘူးကိုယ်တွေနဲ့ဒါခေါ်ပြီးတော့ဆုတောင်းတာလည်းရပါတယ် ကိုယ်ပိုင်လုပ်နိုင်တော့ကိုကောင်းပါလေခင်ဗျာဒီနေရာဖြစ်အောင်လုပ်ပေးပါလို့ခံမှန်းကျွန်တော်အကြံပေးချင်ပါတယ်မျိုးလေးအဆုံးမတ်ခင်မှာကျွန်တော်အကူအညီတစ်ခုတောင်းချင်ပါတယ်ကို့လိုမျိုးပဲအခက်အခဲတွေအကျက်တွေရင်ဆိုင်နေရပြီးမြင်တွေ့ရအောင်ဒီဗီဒီယိုမှာမျှချင်းရှယ်ချင်းလုပ်ဖို့နှောင်းနှောင်းမမေ့ပါနဲ့ခင်ဗျာမိတ်ဆွေရှယ်တစ်ချက်ကတစ်ဖက်မှာအဆင်ပြေသွားမယ်ဆိုရင်မိတ်ဆွေတဲ့ကြောင့်လည်းထပ်တူကုလို့ရမှာဖြစ်ပါတယ်ဒါကြောင့်မို့ဒီဗီဒီယိုမြင်တာနဲ့ share လုပ်လို့လောလောဆယ်မှမမိပါနဲ့ခင်ဗျာ။ကျောင်းမိတ်ဆွေတွေနှစ်အစနှစ်အစောကောင်းတော်နမိတ်ကောင်းတော်သိန်းကောင်းတော်ဝေးခြင်းနဲ့ပြည့်စုံပြီး ရောဆွေနောက်မိသားစုဘွားရောဆွေနောက်ချစ်သူဘွားတွေပြည့်စုံပြီးတော့ငွေရေးကြည့်ရင်လက်လက်ပတ်တွေနဲ့လည်းပြည့်စုံကျွယ်ဝပါစေလို့ကျွန်တော်ဆုမကောင်းတောင်းပေးပါရခင်ဗျာနောက်နေ့မှပြန်လည်ဆုံတွေ့ကြပါမယ်ဆွေလန်းချမ်းမြေ့ကြပါစေခင်ဗျာ